မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကမှာတော့1956ခုနှစ်ဇူလိုင်လတုန်းမြောက်ရီမဂ္ဂဇင်းအတွဲလီအမှတ်9မှာဖော်ပြပါရှိတဲ့ဆရာအောင်မြည်ရဲ့ဒီကျေးရမသေးဘူးတဲ့ဟဲ့ဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ဒီကျေးရဘာလဲကိုပူတူလား ။သမီးကြံသေးလားဟဲ့။ကြံစုံကြီးဖို့ပဲကြံတော့တယ်။စားကျင်တဝက်ခွဲပြီးတော့ယူစားလေ။ဟဲ့ဤကြီးကလည်းလောက်ကြောက်မယ်။အသက်25နှစ်ရွယ်အသားညိုညိုထောင်ထောင်မောင်မောင်လူငယ်တအုပ်နဲ့ဖြူဖြူနွဲ့နွဲ့မိမချောလေးတအုပ်တို့သည် ရေကြောရက်ကွက်လမ်းတလမ်းပေါ်ရှိအင်ကြီးတဆောင်ရှိတွင်အပြန်အလှန်ပြောဆိုကာရီမောနေကြ၏။လူငယ်မှာဘဲမီစတော့ဘေးနီချန်းအပေါ်အင်ကြီးခြေလုံးကြီးတူတူနဲ့တော်ဖက်နဲ့တူတူကိုစီထားပြီး အိန္ဒိယတီကိုဂိုင်းထား၏တီလိုက်နေတီလိုက်ခြင်းပင်နိုင်ငံရေးစိတ်သက်ရှိသောလူငယ်တအူးဟုသိတာနိုင်ပေသည်လူငယ်သည်လမ်းဆောင်မှနေ၍အိမ်အပေါ်တက်ဝရန်တာကိုနှမ်းကြည့်ကပြုံးနေ၏မင်းမပြိုကမူဝရန်တာမှနေ၍လမ်းဆောင်ကလူငယ်ကို စီးမိုးကခက်ပြုံးပြုံးကြည့်နေပေသည်ဤအချိန်တည်းဒီပင်လျင်ကိုပူတူလာနှင့်မင်းမချောကလေးခင်အေးတီတို့၏ဘဝကိုပေါ်ပြ၍နေပေသည် ခင်ကြီးမှာကြော်ဝချမ်းသာသောမိဘများ၏တဦးတည်းသောတမိကလေးဖြစ်သည်ဖခင်ကြီးအိမ့်ဆိုင်ရောက်ပြီးကလေးကတောင်းထွက်၍အိမ်တော်ကိုဦးစီးနေ၏မိခင်မှာအလွန်အေးချမ်းစွာနေထိုင်တတ်သူဖြစ်ရာတအိမ်လုံးတွင်ခင်အေးကြီးကသူ့လက်သူ့ချီစိတ်တိုင်းကြစီမံ၍နေ၏တအိမ်လုံးတွင်ခင်အေးကြီးကြောက်ရသောသူမှာအမေဤမိခင်အဖွားပင်ဖြစ်သည်အဖွားမှာအသက်60ကျော်ပြီဖြစ်တော်လဲကလာကွန်တီချန်းကို ကောင်းကောင်းဝါနိုင်နေသည် ဆံမဖြူသွားမကြိုအနဖာထိုးနိုင်သေးသည်စိတ်သက်ပြင်းပြ၍မိမာလေးအားအရေးတကြီးကြီးနှင့်နေသည်ဇုံမစရာရှိလျင်ပေါင်တွင်းကြောကိုကြိတ်၍လိန်ဟာဆုံးပါသည်ခင်မီအဖွားကြီးဖြစ်သည်ဖြင့်ကောလိပ်ပညာတပိုင်းတစရှိသူခင်ရေးကြီးပြီလျင်မိခင်ထက်အဖွားကိုကြောက်ရခြင်းဖြစ်၏ထို့ပြင်အဖွားမှာရှင်းစိန်ကြီးတွေ၃စင်စားလောက်ရှိသည်ခင်ရေးကြီးအပြိုဖြစ်သောနှစ်ကစ၍မြင်းမကလေးလက်ထက်လျင်ပေးပြီဟုခက်ရှင်းရှင်းပြောထားသည် သို့သောအဖွားကြီးကတမောင်းတင်ထား၏သူသဘောကျမိသမတ်ကို ယူမှပေးမည်ဟုအစောကြီးပြောထား၏ခင်ကြီးကမူအပြိုလှုပ်၍ကောင်းနေတော့ဖလာတော့ဝါတော့ဖြစ်၍အိမ်တော်ကြီးကိုများစွာစိတ်မကူသည် လာပြီးစက်ကြဟဲ့ကြတာတွေကိုအေးမဆိုင်အဖွားအကြီးကလည်းခင်ကြီးကိုတောင်းဆိုရန်လာသူတိုင်းဟာဟဲ့ငါမီးကလေးခုမှအနုနုကလေးရှိသေးတာမဖြစ်နိုင်တာကိုသို့သူပြော၍လွှတ်လိုက်တတ်သည်သူမီးကိုလည်းဘသူနဲ့မှတန်သည်ဟုမထင် နေနတ်သားနေမှာသမီးကိုပေးစားလိုသောကြွမကြီးပုံမြင်နှင့်တူနေ၏သို့သောအဖွားသည်ခင်မိသူဖြစ်သည်ခေကြီးကိုအိမ်တွင်ပုံဘဝနှင့်မထားလူပြိုလူရွယ်များကိုအိမ်သို့ဝင် ထွက်သွားလာခွင့်ပေးတာသည်မမြင်ဘူးမူးမြစ်တင်ပြီးမိမာလီဖြစ်ချင်ရွေဖြစ်ကုန်မှာကိုစိုးရိမ်နေသည်ထို့ကြောင့်အရွယ်တူလူငယ်အများပင် ခေကြီးတို့အိမ်သို့လွတ်လပ်စွာသွားလာဝင်ထွက်နိုင်ဖို့ရှိကြရာ မောင်လာတူလည်းအပါအဝင်ဖြစ်၏ ခေကြီးနဲ့မောင်လာတို့မှာတငယ်ချင်းများပြေးကြသည်ကျောင်းနေပတ်လဲဖြစ်သည်တန်းတဲ့စာသင်ခဲ့ကြရ၌အတန်းထဲတွင်နာမည်တူမောင်လာနှစ်ယောက်ရှိရာဆရာကမောင်လာ1နှင့်မောင်လာ2ဟု꿰ကြခေါ်တော်လဲခေကြီးကမူမောင်လာ1အားရိုးရိုးသာခေါ်၍မောင်လာ2ကိုမူကိုပူတူးလှဟုခေါ်သည်မောင်လာ၏ငယ်မီမှာမိဘများကချစ်စနိုးနှင့်ပူတူးဟုခေါ်ခဲ့ကြရာခေကြီးကလည်းပူတူးဟုပင်ငယ်စဉ်ကခေါ်ခဲ့ပြီး ကျောင်းသားတွေဖြစ်လာကြတော့အခါ၌ကိုပူတူးလှဟုပြောင်းဝေခေါ်ခဲ့လေသည်အပြိုလူပြိုဖားဖားကြီးတွေဖြစ်လာကြတော့အခါအထိခရေးကြီးနှင့်ကိုပူတူးလှတို့မှအခင်အမင်မပြတ်ကြတဝီးအိမ်တို့တဝူးဝင်ထွက်သွားလာနေ၏သားတရားရှိလျင်မိဘကျောင်းတို့ဝင်ကမွေနှောက်ရှားဖွေစားတော့ဝင်ကြသည်ဖြစ်ဖြစ်သည်လူပြိုအပြိုရဲလို့ဖြစ်လာကြတော့အခါ၌ကိုပူတူးလှသည်ခရေးကြီးအပေါ်၌1500မြစ်တာဖြင့်ချစ်ချင်၍လာသည်သို့တော့ငငယ်ကလေးကနမလေးလိုချစ်လာသူဖြစ်သည်ဖြင့် နှုတ်ကခြေစကားထွက်ရန်ဝင်လေး၍နေသည်အမှုရာအပြည့်မတိမတာမေတ္တာကိုပြတော်လေခေအေးကြီးကဂယုစိုက်ပုံမရလှသဖြင့်အခွင့်ကောင်းကိုသာစောင့်နေရသည်သို့သောအခွင့်ကောင်းကတော်တော်နှင့်ပေါ်မလာပြီခေအေးကြီးကမူကိုပူတူးလာ၏စိတ်တဖြည်းဖြည်းပြောင်းလဲလာပုံကိုကောင်းကောင်းကြီးရိပ်မိလာသည်ခေမင်းရင်းစွဲလည်းရှိသည်သို့သောကိုပူတူးလာကအတီအလင်ဖွင့်ဟပြောဆိုခြင်းမရှိသေးသဖြင့်အိန္ဒိယေလှုပ်ထားရသည်တခါတခါ၌ပြောဝင်အောင် ရေလာမြောင်းပေးလှုပ်ပေးလိုက်ခြင်းသည်ကိုပယောကကြောင့်ဖွင့်ဟသောမေတ္တာမျိုးကိုခေကြီးကမယုံခြင်းလှပြီးထို့ပြင်အဖွားကတပတ်ရှိသေးသည်အဖွားသည်ကိုပူတူးလှကိုတိတ်ပြီးအထင်မကြီးအထင်ကြီးစရာလည်းမရှိလားကိုပူတူးလှမှာယုံကြည်တယုံတွင်စည်ရင်းဝင်လုံနေသည်သူပညာမှာလည်းသကောသကဖြစ်သည်ဒီဂရီရသူမဟုတ်မိဘများကလည်းလှူစားကင်စားပင်ဖြစ်သည်သို့တော်ကိုပူတူးလှသည် BIA ကအစနိုင်ငံရေးနယ်ထဲသို့ရောက်လာသည် အင်္ဂလိပ်ပြန်ဝင်လာ၍ဂျပန်ခေတ်ကဗမာတပ်များကိုဖျက်လိုက်သောအခါတက်ကြက်လူတို့ကကိုပူတုလာသည်စည်ရဲဝင်၍လုံနေလေသည်နိုင်ငံရေးညင်လေးကမပြောင်းနိုင်သေးသောကြောင့်အရက်ထဲ၌စာဖတ်သင်းထောင်သည်စာကြည့်တိုက်ဖွင့်သည်ညာချောင်းဖွင့်၍စာမတက်သူပပျောက်ရေးကိုတက်နိုင်သလောက်လုပ်သည်နိုင်ငံရေးကိုတစ်ဖက်သက်လိုက်နေသောမိတ်ဆွေများကသူအားနိုင်ငံရေးနယ်ပယ်တဲသို့ခြေစုံပြည့်၍ဝင်စေခြင်းသည်သို့တော်ကိုပူတုလာကမိဘများ၏စီးပွားရေးကိုအထောက်အပံ့ပေးလိုသည်သဖြင့် စည်ရဘဝ၌ကုတ်တွယ်၍နေရသည်သူတို့ယုံကစည်ရတမကတွင် အတွင်းရင်မှုတော့လုံလိုက်သည်ဒိုနေတွင်ကိုပူဒူးလာသည်ဖဆပလလူလူအစီဝေးကြီးကပြန်လာသည်ဗိုလ်ချုပ်အောင်ဆန်းကတနှစ်အတွင်းလွတ်လပ်ရေးရစေမည်ဟုမိန်ကုန်းပေးသည်ကိုလည်းနားထောင်ခဲ့ရသည်ပြဲအောင်လန်အောင်မလုံနိုင်လင်ပိုလူပြေကရဒီလူမျက်နှာချိုတွေးရနဲ့ဖာနိုင်ငံဖြစ်မည်ဟုခက်ကြမ်းကြမ်းဂယုနာတော်တော်နှင့်ကျိန်းသည်ကိုလည်းသဘောကျ၍လာခဲ့သည်ကိုပူဒူးလာ၏စိတ်တွင် အထိကိုက်ဆုံးမှာဗိုလ်ချုပ်ကလူကောင်းတွေလိုချင်သည်ဖာစာပလအပွဲချုပ်မှာလာပြီးအလုံးလုံးကြဆမ်းမှာဟူသောဖိတ်ခေါ်ချက်ပင်ဖြစ်သည်နိုင်ငံသမားမိတ်ဆွေအချို့နှင့်အစည်းအဝေးတွင်တွေ့စဉ်ကဟေးကိုလကျုပ်တို့နဲ့လာပြီးတော့အလုံးလုံးဆမ်းပါဗျာထိုကဲ့သို့ခေါ်ကြသည်ကိုလည်းတရေရေတတိယနေ၏ဒီကနေ့မှပင်လက်ရှိအလုပ်ကိုဆွံ့၍နိုင်ငံရေးနယ်ပယ်တဲသို့ဝင်ရမည်လားဟုအထက်ထက်တွေးနေမိသည်ဖခင်ကြီးမှာပင်စင်လားကလေးရှိ၍မိမိအလုပ်ထွက်တော်လဲငတ်တော်ငတ်ပြီမဟုတ် ို့တော်လဲကြက်တဲတော့ကြက်တဲမှာပဲဟုတွေးမိသည်နိုင်ငံရေးနယ်ထဲသို့ချင်းစုံပြစ်ခါဝင်သည့်မဝင်သည့်စဉ်းစားလိုက်တိုင်းပင် KG ပြဿနာကနောက်ဆက်တွဲအဖြစ်နဲ့ပေါ်ရွပေါ်ရလာသည်မျိုးဖြစ်သည်နိုင်ငံရေးနယ်ထဲသို့ဝင်လိုက်လေကိုစည်းဝါးရေးမှာမတည်ကြမတည်ကြလင် KG နဲ့နှီးရဖို့မလွယ် KG အဖွားအကြောင်းကိုကိုပူတူးလာတီးပြီးဖြစ်သည်အဖွားကြီးအယူအဆ၌ KG ကမကြိုက်ခင်သူက အရင်ကြိုက်ပြီးမှသူမျိုးကို လင်းပေးစားခြင်းနဲ့ ီးတော့ယောက်ျားဆိုတာချစ်ယုံနေမပြီးတယ်ငွေကလေးကြီးကလေးအနုတ်ကရာဒူးလေးလဲရှိအောင်မှဟုအဖွားကြီးကယူဆထားသည်ဒါကိုလည်းကိုပူတူလာကတိနှင်ထားပြီးဖြစ်ပေသည် ကိုပူတူလာအိမ်အောက်ထက်သို့ဝင်ခဲ့မိသောအချိန်တွင်ခေအေးကြီးလည်းအပေါ်ထက်မှဆင်း၍လာမိပြီဖြစ်သည်နှယောက်သားလေကားရဲ၌စုံမိကြသောအခါခေအေးကြီးကတကယ်ပြောတာလားကိုပူတူလာသမီးတကယ်စားမလို့လားထိုကဲ့သို့မေးလိုက်သည်အေးဘောဟာအီကြီးရမစားရသေးလို့ဘော တကယ်စားမှာဖြစ်ရင်လားမတ်နွယ်တော့အဖွားကိုနှိပ်ပေးလေအကြည့်ခုကျွေးမယ်မတ်နွယ်မှာခင်အေးကြီးတို့အိမ်ကအိမ်ပေါ်မိမကြီးဖြစ်သည်ခင်အေးကြီးအထင်းတော်ကြီးဟုလည်းဆိုနိုင်မည်သည်တကယ်မစားလို့ပြက်ကယ်ပြက်ကယ်ဆားရမှာလားဟဲ့ကိုပူတူလာသည်ခင်အေးကြီးနောက်ကလိုက်လာရင်ပြောလိုက်၏သူတို့နှစ်ဦးဆက်ဆံပေါ်မှာဟိုငယ်ငယ်တုန်းကနဲ့တိတ်ပြီးမူမပြောင်းလာသေးပြီသမင်းစားကန်းနဲ့မိဖို့ကြောင့်သည်ဆက်၍နေ၏ခေကြည်သည်သမင်းဟင်းများကိုတွက်လက်စွာခူးခတ်ပေးနေသည် ကိုဘူတူလာသည် KAG ဖျက်လက်ပုံကိုကြည့်ကသူ့အိမ်ရှင်မအနေနဲ့တွေးကြည့်နေမိသည်ဟင်းညိုပကံကိုလာ၍ချပေးရင် KAG သည်သူ့အငငယ်ကြီးကြည့်နေသောကိုဘူတူလာ၏မျက်လုံးအရှိန်ကိုစိတ်ကလေးကြောချမ်း၍တွားမိသည်သို့တော်အိမ်ဒီမပြတ်စေရပဲကဲအဲ့ဒီဟင်းဒီပဲရှိတယ်ငေးမနေနဲ့တွေးမနေနဲ့စားမှသာစားပြီးတော့ဟင်းညိုကတော့နည်းနည်းပဲပူတော့တယ်ထိုကဲ့သို့ပြောလိုက်လေကိုပူတူလာသည်လက်ဆေး၍ထမင်းစာပြီးစသည် အေဂျီကတောက်ရည်နှင့်လက်တော့ဘွားကိုလာချပြီးနောက်မြန်နဲ့ချင်းဆိုင်တနေရ၌ထိုင်လိုက်သည်အခုကိုပူတူးလာဘယ်ရပြန်လာတာလဲဘိုးချုပ်တရားဘွားကလေဒီနေ့တော့ဆရာမိုးကတော်တော်ကြဲလိုက်တယ်ဒိုင်းမီကိုအားမလို့အားမရနိုင်လုံးလို့ထင်ပါရဲ့ကလောဂျီတုတ်တာပဲအီဂျီရေကိုတော့နားတော့ဝပဲကဲဂျီဒီသမေးပလုတ်ပလောင်းနေအားရပါရပြောတော့ကိုပူတူးလာကိုကြည့်ကပြုံးပြုံးလေးနားထောင်နေသည်ပြီးမှ ကိုပူတူးလာမလဲဒီနိုင်ငံရေးဝါသနာကကုံပဲမကုံနိုင်ဘူးတော့လူတိုင်းနိုင်ငံရေးလုံနေရတာပဲမဟုတ်ဘူးလားအီဂျီရဲ့အဘိဓမ္မာကိုမဟောနဲ့ဆရာကြီးအကြည့်လဲဖတ်ဖို့တယ်ဒီကပြောတာက ပါတီနိုင်ငံရေးကိုပြောတာအော်ဒီလိုလားအင်းကိုပူတူးလာဒီစကားမဆက်သေးပဲဟင်းဂျိုရစွန်တောက်ကသမင်းကိုလဲချောင်းတွင်းသို့မျောချလိုက်၏ဒီမအကြီးဘာလဲတကူပြောခြင်းနဲ့ နှစ်ခုပြောပြောသုံးခုပြောပြောဟုတ်ပြီနှစ်ခုပြောရမှာပဲပြောတော့ပါလေတစ်ကကိုအလုတ်ထပ်ပြီးတော့နိုင်ငံရေးတဲ့ဝင်ဖို့စိတ်ကူးနေတယ်ဘယ်နဲ့တပေါ်ရလဲဒါတော့ကို့ဘာသာကိုစုံဖြတ်ရမယ်ဟာရီပဲကိုပူတူးလိုက်ရဲ့အတီနဲ့ဗာဆိုင်လိုတယ်ထမင်းလုံးပါဇက်ပြစ်နေတဲ့ပြင်ကိုပူတူးလာခေါင်းကိုသာညှိပြနေရသည်ထမင်းမျိုးချပြီးကမှအင်းဟုတ်တယ်နှစ်ကတော့အကြည်နဲ့ဆိုင်တယ်ဘလို့ဆိုင်ပုံလဲ ကိုနိုင်ငံရေးလုပ်ရင်အစင်းရဲခံရမယ်အိမ်မှာစီးပွားရေးလင်းဟင်းနေတဲ့လောက်လင်းဟင်းမယ်ဒါနဲ့အကြည်ဟိုတခင်ဆိုးမင်းကြီးရဲ့မိမမတွဲနဲ့တော်တော်ခင်းနေမို့လားအတွဲနဲ့အခင်သားပဲဘာပြုလို့လဲတခင်ဆိုးမင်းကြီးနိုင်ငံရေးနဲ့ထောင်ကျသွားတော့ကမတွဲဘလို့နေလဲဘာဆိုင်လို့လဲဖြေမသားဖြေစားမအကြည်ရဲ့အတွဲဘလို့နေရမလဲသူကလက်မှုပညာတက်တော့ဆွဲတာထိုးတယ်ကြည်စံတက်တယ်တရုတ်ကျယ်သည်ထိုးတယ် အကြည်ကအဲ့လိုလောက်ကင်စားတတ်ပါမလားခရီးကြီးသည်ရှိန်ကနေပြက်သွားရပြန်၏မိမိဘက်သို့မြားဦးလှဲ့လာမှန်းသိသည်ကြံ့ကြံ့ဖန်ဖန်ကိုပူတူးလာကနေအကြည်ဘယ်တော့မှနိုင်ငံရေးသမားမမီဘူးစိတ်သားချထောင်ဝင်စားလည်းမခံတတ်ဘူးဘာပြုလို့ဘာပြုလို့ရမှာလဲကိုပူတူးလာရဲ့နိုင်ငံရေးသမားကိုလင်းလုံးမိရဲ့ဒီခေတ်မှာတည်ပြီးတော့တက်တာလားမဟုတ်ဘူးအကြည်ကစိတ်ပင်ပန်းတိတ်ခမ်းနေတာမဟုတ်ဘူးရှင်တက်တက်လုံးအေးအေးနေလာတာအဲ့ဒါလည်းဟုတ်တာပဲဒါပေမဲ့ တစ်ကကိုနိုင်ငံတော်မှလှုပ်ချင်တဲ့နှစ်ကကိုအကြည့်ကိုချစ်နေပြီ KGD ပချိုင်လေးများပေါ်အောင်ပြုံးလိုက်ပြီးကမှကြံကြံဖန်ဖန်ကိုပူတူးလာကလည်းမဟုတ်ကဟုတ်ကတွေကိုထုတ်ကဲ့သို့အေးမကြီးသလိုပြောလိုက်၏နှလုံးသွေးကမူတဒိန်ဒိန်တိုးခုန်၍လာနေပြီသည်ကိုပူတူးလာသည်လက်ဆေး၍လက်တုပ်ပွားကိုဖြန့်ရင်းဟုတ်တယ်အကြီးအကြည့်ကိုကိုချစ်နေတာကြားပြီးမပြောရတာနဲ့မပြောဘဲနေခဲ့ရတာထုတ်ကဲ့သို့ပြောကလက်တုပ်နေ၏ ခင်ကြီးလည်းပကံများကိုတင်းစီနေရကကိုလာကိုအကြီးခင်မင်းရင်းဆွဲရှိတာတော့ကိုလာအတီးပဲဒါပေမဲ့ခုလိုပြန်ပြီးချစ်ရမယ်ဆိုတာကမလွယ်ဘူးပြီးတော့ကိုလာကနိုင်ငံရေးလှုပ်ချင်သေးတော့ခက်တယ်သူကဲ့သို့ပြောနေ ਈ ကိုပူတူလာဒီရေဖန်ခွက်ကိုရေကုံအောင်တောက်ချလိုက်ပြီပါဒါကြောင့်ကိုကလည်းမင်းနေတာပေါ့အကြီးရဲ့ဇာရိုးပန်းတို့နဲ့ထမင်းရှာစားရမှာကြောက်သလားလို့သူကဲ့သို့ဆက်လိုက်ရင်းရမရရဖြစ်လာရင်တော့မပြောတတ်ဘူးခုနေတော့ စဉ်းစားမရပါဘူးကိုလှရဲ့ပြီးတော့ဖွားရည်ကြီးရဲ့သဘောကရှိသေးတယ်ကိုလှရဲ့ဖွားရည်ကြီး ਨੇ ပေါက်ရတာမှမမဟုတ်ပဲဟာဟွန်းဟွန်းအမေတို့ဖွားတို့ဟာကို့ထက်အသက်ကြီးပြီးတော့အတွေ့အကြုံများတယ်ပို့ပြီးတော့စဉ်းစားနိုင်ကြတယ်မဟုတ်လားအမလေးဟဲ့ဤကြီးရဲ့ကိုပုတုလာဒီတက်ပြင်းချကညီရင်ရေလိုက်လေသည်ခေကြီးပွင့်လင်းပုံနဲ့လိမ္မာပုံကိုပို့၍သဘောကျကပို့၍ချစ်လာရပြန်တော့လေကိုပူတူလာကခြေတကားကိုစိုက်ရမပြောတော့ပဲ ကဲစားလို့တော့ဝပြီသွားတော့မယ်ထိုကဲ့သို့ပြောရင်ထိုင်ရာကထားလိုက်၏ခင်ရဲ့ကြည်လဲပြုံးလျက်သားကြည်နေရကသွားတော့မလားဟုဆိုကထားလိုက်သည်တွင် ကိုပူတုလှသည်ခင်ရဲ့ကြည်အားဖတ်ရိုက်၍ဒရဂျန်နန်းပြစ်လိုက်ခြင်းသောစိတ်ပေါ်လာ၏သို့တော်လဲခင်ရဲ့ကြည်အားလက်ဖျားနှိမ့်မြမတူပဲอืมသွားမယ်စာကြည့်တိုက်တော့ပွင့်ပေးဖို့ရှိသေးတယ်ကိုပြောတာကိုအဖွားကြီးနဲ့တိုင်မယ်ဦးပေါ့ဟုတ်လားထိုကဲ့သို့ပြောလိုက်လေဒါတော့စိတ်ချအကြီးကဘသူပဲ စာပေးအဖွားကိုဖတ်ပြပြီးဘသူကပဲကြီးသားစကားပြောပြောအဖွားပြန်ပြောတာကြီးပဲကိုဘူတုလာဒီအခန်းတောင်း၌ထောင်ရွေထားသောအိမ်တော်ရာတီကိုယူပြီးတင် ထွက်သွားလေ၏မန်နွယ်ဒီအိမ်ပေါ်တက်မှဆင်းအလာတွင်အကြီးဖွားဖွားခေါ်နေတဲ့ဟုလှမ်းပြောလိုက်မှခေးကြီးဒီအိမ်ပေါ်တက်သို့တက်သွားလေ၏ဟဲ့ခုနမောင်းလာလာတယ်မဟုတ်လားအဖွားကခေးကြီးသူ့အနည်းသို့ရောက်လေရောက်ချင်းပင်မေးလိုက်၏ဟုတ်တယ်ဖွားဖွားဘာတွေများပြောသွားသေးလဲ တခြားတော့သူတို့တွေမပြောပါဘူး။ဘိုးချုပ်တရားဟောတဲ့အကြောင်းနဲ့သူနိုင်ငံရေးသမားလှုပ်ချင်တယ်ဆိုတဲ့အကြောင်းပါပဲ။ဒါပဲလား။အဲပြီးတော့အကြည့်ကိုသူချစ်နေလို့တဲ့။ငါအထင်သားပဲ။သူ့မှာစိုးစရာတစ်ခုတည်းပဲရှိတယ်။မရတယောက်ကိုတင်ကောင်းတင်နေထားနိုင်တယ်ဝင်ဝင်မရှိတာပဲ။ဟုတ်တယ်အဖွားရဲ့ဒီထဲမှာ तू ကနိုင်ငံရေးသမားလှုပ်ချင်မဲ့တဲ့။음ဝါသနာဆိုတာစွန့်နိုင်ခဲ့တာကလားသမီးရဲ့။နှုတ်သမီးရောဘာပြန်ပြောလိုက်လဲ။ အမေတို့အဖွားတို့နဲ့တိုင်မင်အောင်မယ်လို့ပြောလိုက်တယ်။အေးကောင်းတယ်တမီးလိန်ပါတယ်။စိတ်လက်စွတ်တကွင်းစုပေးမယ်။တမီးရောသူ့ကိုချစ်လား။ချစ်တယ်ရဲ့လို့တော့မဟုတ်ဘူးအဖွားရဲ့။ဒါပေမဲ့သူ့ကို မောင်းလို့ဘွားလို့တော့ခင်ပါတယ်။သူချစ်တယ်လို့ပြန်ချေးရမှာကစဉ်းစားလို့မရဘူး။ဒါတော့တမီးစိတ်ကိုတမီးမသိသေးလို့ပါ။ဒီတငယ်ကဥပရိယုတ်တော့ကောင်းတယ်။ဒါပေမဲ့ဝင်းဝင်းနဲတာကခက်တယ်။အဖွားပတ်စံမတ်တယ်မထင်းနဲ့တော့။မရတယောက်ယူပြီးလှလှပပတော့ထားနိုင်တဲ့အစွမ်းရှိတဲ့နာကိုပြောတာ။ နားလဲပါလေအဖွားရဲ့အခုအဖွားကိုတိုင်ပင်နေတာကလည်းအဖွားအကြည်လက်ထက်ရင်ပြေးမယ်ဆိုတဲ့စိန်တွေကြောင့်မဟုတ်ဘူးဒါပေမဲ့မိကလေးဆိုတော့စိန်ဆိုရင်ဝစ်ချင်နေတာပေါ့ဟုတ်တာပေါ့ငါမင်းလေးလိမ်မာလာပြီပြေပုံပေါ်ဆင်ရတာကရှုံ့ပွက်တဲ့နေရတာတဲ့တော်တာပေါ့အိမ်တော်ရဲ့မှာညားပြီးမှချစ်တာကမညားခင်ချစ်တာတဲ့ပို့ပြီးတော့အရေးကြီးတယ်။အင်းစဉ်းစားအောင်လေအဖွားလည်းစဉ်းစားအောင်မယ်။ကဲသွားဖះပန်းအိုးတွေလဲကြည့်တော့။ဟုတ်ကဲ့ ကိုပူတူလာသည်၄ရက်ခန့်ပျောက်ရွေနေ၏ခရေးကြီးလည်းကိုပူတူလာပျောက်ချက်သားကောင်းနေသည်ကိုအံ့ဩ၍နေမိသည်သို့သော ရွှေလေတိုင်းဖော်ယူကျိုးမတက်ကမမျော်မီအလုတ်တွေရှုပ်နေလို့သာဖြစ်မှာပဲဟုတွေးသည်ကိုပူတူလာနဲ့အိမ်တော်ပြုရန်အရေးကိုလည်းမတွေးပဲခက်အေးအေးထားလိုက်သည်ယောက်ျားဆိုတာကောင်းမလေးနှလားတွေ့ရင်သုံးကုန်းသောစကားကို ပြောချင်ကြတာကြီးပဲဟုတွေးကခက်အေးအေးနေလိုက်ခြင်းဖြစ်သည်မပေါ်လာသောကိုပူတူလာသည် အပြေးအလွှာအမောတော်ကြီးရောက်လာသည် ။အီဂျီဘူဂျိုးတို့ဝင်ကြီးတွေစီးဝင်းနေတော့မှာစက်တနတ်နဲ့ဝင်ပြက်သွားတဲ့ကိုလည်းခုပဲကြားလို့စေယုံကြီးပဲပြေးလိုက်အောင်မယ်။ထိုစကားများကိုသာအိမ်ရှိက အော်ပြောပြီး ကိုပူတူလာသည်ဘိုင်းစကဲကိုဒုံးဆိုင်၍နင်းသွားကပျောက်ကွယ်သွား၏။အဖွားကြီးကိုလာပြောသွားတယ်ဘူဂျိုးတို့တနတ်ပြစ်ခံရလို့တဲ့။ဒေဟုတ်လားဖြစ်မှဖြစ်ရပါလိကွယ်တေးပြီးတဲ့လား။မိဖွားနှစ်ယောက်တို့မှာမျက်လုံးအဝိုင်းသားနဲ့ဖြစ်နေမိကြသည်။နိုင်ငံရေးနဲ့လုံးဝမပတ်သက်ကြသောသူများပင်ဖြစ်စေကမူ ဘိုးချုပ်တနက်ပြစ်ခံရသည်ဟုကြားရကားမှနေပင် စိတ်လက်မချမ်းမသာကြီးဖြစ်ကြရသည်ဂျပန်ကို တော်လှန်ကြတဲ့ကပင်ဘိုးချုပ်ကိုကြီးညိုခဲ့ကြသည်အင်္ဂလိပ်ထံမှလွတ်လပ်ရေးရအောင်စကားဆိုသည့်တင်းများကိုတင်းစားနိုင်ဖက်ရသည့်အခါအမ်မဲဒီကိုအောင်ဆန်းကတဲပြီးထပ်ပါကလာဟုအဖွားကပြောသည် ခေကြီးကလည်းចောင်းသားတပိတ်ကြီးတုံးကတခင်အောင်ဆန်းဆောင်ရွက်ပုံတွေကိုစမြုပ်ပြန်သည်ចောင်းသားတပိတ်ကြီးပေါ်တော့ကခေကြီးမှငဲသေးသည်အဖွားကမလှွတ်၍ចောင်းမတက်ရာ အိမ်မှာဆော့နေရသဖြင့်ကြေနက်နေခဲ့သည်ကိုပူတူလာသည် စပိန်ကိုတအားနှင်း၍ရောက်လာပြန်သည်အီဂျေဘိုးချုပ်မသေးဘူးတဲ့ဟာဆေးရုံမှာတင်ထားတဲ့စပိန်ဘော်ကစင်ရင်တန်းလန်းကပဲကိုပူတူလာက အော်၍ပြောသည်ခေကြီးမှာဝမ်းသာအားရဖြစ်သွားပြီးအဖွားရင်ဘိုးချုပ်မသေးဘူးတဲ့ဟုပြောလိုက်ပြီးနောက်အိမ်အောက်ထပ်သို့ပြေးဆင်းလာသည်ပြောစမ်းမဟောဘလို့ဖြစ်တာတဲ့လေလူဆိုးတွေကစစ်သားရောင်ဆောင်ပြီးတော့ secretariat မှာ ကက်ဘိနက်အစည်းအဝေးကိုဝင်ပစ်သွားတာတဲ့တခင်ရတဲ့ဥပချိုတို့ကတော့ပွဲချင်းပြီးပဲတဲ့တခြားဝင်ကြီးတွေလည်းထီသေးတဲ့ကိုပူတူလာကမော်ကြီးပန်းကြီးပြောနေစဉ်အိမ်အပေါ်တက်မှာအဘွားကအကြီးမောင်လာကိုအိမ်ပေါ်ခေါ်ခဲ့တဲ့ထိုကဲ့သို့ call လိုက်တဲ့ပြင်နှစ်ယောက်သားတက်ခဲ့ရလေကြီးဘလို့လဲမောင်လာရဲ့ပြောသားမအောင်ဝင်ကြီးအစည်းအဝေးမှာလူဆိုးတွေကစက်တနက်နဲ့ဝင်ပြီးတော့ပြစ်သွားတဲ့တဲ့ဘိုင်းပွန်ဆော့ဖွားကြီးကိုလည်းထိတဲ့တဲ့ ICU ဥုံးမောင်ကိုလည်းထိတဲ့တဲ့ ဖယားဖယားဟာတဲ့ပြီးကြောက်စရာကောင်းပါလားကွယ်အဖွားသည်အသေးတုံတုံနဲ့ပြောနေကိုဘူတုလာသည်မျက်နာလေးမဲနေတော့ခရေးကြီးအားတစ်ချက်ကြည့်လိုက်ပြီးနောက်နိုင်ငံတော်ဒုက္ခပဲအကြီးဘူကျုံမရှိအခက်ပဲတော်ပါသည်ရေဘူကျုံမြဲမြဲမာပါစေလို့ဆုတောင်းရတော့မှာပဲထိုကဲ့သို့ဟီးချကပြောလိုက်ဟုတ်တာပေါ့ကိုလာရေอืมဖြစ်မှဖြစ်ရလေတယ်နိုင်ငံကြီးလောက်တာကြောက်စရာကြီးနော်ကြောက်နေလို့မဖြစ်ဘူးအကြီးကိုလည်းနိုင်ငံကြီးရဲ့ခြေစုံပြစ်ပြီးဝင်တော့မယ် ဘိုးချုပ်တခုခုဖြစ်ရင်ဖတ်စာပလမှာအလုပ်တွေတိတ်များမယ်လူလိုလိမ့်မယ်ကိုတော့ဒီလိုထိုင်ပြီးတော့ကြည့်မနေနိုင်တော့ဘူးကဲသွားမယ်သွားမှာတော့အဖွာခေးကြည်သည်စို့နေနေသောကြောင့်စကားမထွက်ပဲရှိနေ၏အဖွာကမူတွေ့၍စဉ်းစားနေရမှာအေးအေးသွားပြီတော့ညာပိုင်းကျရင်တစ်ခေါက်လာပြီးတော့တည်င်းပြောပါဦးထိုကဲ့သို့မှာလိုက်လေကိုပူတူလာအောက်ထက်သို့ဆင်းသွားတော့ကအဖွားသည်ခေအေးကြီးအားတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်သမီး မန်းရွယ်ဝဈေးလွှဆန်းဟင်းရံလေးပါလေးထောက်ဝဲခိုင်းကိုတငယ်ကိုညက်နေကြရင်ထမင်းကျူးရမယ်အဖွားနဲ့ထမင်းစားပြီးမှပြန်ပါစေထိုကဲ့သို့ပြောလိုက်လေဤလွန်ခဲ့သောဆယ်နှစ်ကကဇူလိုင်လတို့မဂ္ဂဇင်းအတွက်ဝိထုတပုတ်ရေးပါဆိုရင်ဤနည်းနည်းနည်းရေးသားရမည်ထင်ဤအောင်မြင်အခုလိုဆုံးထိနာဆင်ပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောချိန်ခါတမယာလေးဖြစ်ပါသည်